Hello ဒီနေ့တော့ကိုအကြိုက်ဆုံးရုပ်ရှင်ဒါမှမဟုတ် series ကနေပြီးတော့ဒီ tattoo ပုံတစ်ခုဖန်တီးရဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကိုပြပြပေးပါမယ်။ကိုတို့အိမ်မှာ tattoo studio ဖွင့်ထားတာကိုလည်း viewer တော်တော်များများတော့သိကြမယ်ထင်ပါတယ်။ကိုရောကိုရဲ့ tattoo is ကော movie crazy ကြီးဆိုတော့ရုပ်ရှင်တစ်ခုကြည့်ကြမယ်ဆိုလို့ရှိရင်နှစ်ယောက်အတူတူတိုင်ပင်ပြီးတော့ပေါ့နော်ဒီရုပ်ရှင်နဲ့ဇလန်းနဲ့ပတ်သက်ပြီးတော့ဘလို tattoo story line လေးတွေလုံးလို့ရတယ်ဆိုတာကိုစိတ်ကူးနဲ့ဖန်တီးတတ်ကြတယ်ပေါ့နော်။ နောက်ပိုင်းကျရင်လည်းဒီစိတ်ကူးလေးတွေကိုပုံဖော်ပြီးတော့ဒီဇိုင်းစင်ထားတဲ့ဗီဒီယိုလေးလည်းလုပ်ပေးဖို့ရှိပါတယ်။စိတ်ဝင်စားလို့ရှိရင်ကိုရရဲ့ Honest Tattoo Studio ကိုလိုက်ကန် follow လည်းလုပ်ပေးကြပါအောင်နော်။အခုဒီပုံကြောင်းပြောရရင်တော့ client ကခြေတစ်လုံးမှာဇီးကွက်ပုံကြီးတစ်ခုထိုးထားရပေါ့နော်အဲ့ဒါနဲ့သူကချိတ်ပြီးတော့ပုံကြီးထိုးခြင်းနဲ့ဆိုပြီးတော့လာအပ်တာပေါ့ အဲ့တော့ Polo Tattoos ကလည်းဒီ Viking series ရဲ့ပရိသတ်ကြီးစားပေါ့เนาะအဲ့တော့ကြာတော့သူစဉ်းစားတာကြာတော့ဒီအာဒီ Viking series မှာဆိုလို့ရှင်ကြီးကန်းဟာအရေးပါတဲ့ခန္ဓာမှာပါတယ်လေပြီးတော့ကြာတစ်တော်တွေပါရည်လဲပါတော့ဆွဲချိတ်လို့အဆင်ပြေရယ်လေအားကြောင့်မို့လို့ဒီ series ရဲ့ဇလန်းနဲ့ချိတ်မယ်ဆိုပြီးတော့ပြောတာပေါ့เนาะအာ client ကကြာတော့အကိုကြိုက်ပြီးတော့စိတ်ကြိုက်လို့ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ Tattoos ကကြာတော့သူကဒီဇလန်းကိုကျဉ်းညက်နေပြီမဲ့ အော်သူကအဲ့လောက်လည်းမကြည့်နဲ့သေးဘူး client ရောအိမ်စာရင်ပေးတာပေါ့နော်ဒီဒီ series ကိုအရင်ကြည့်ကြည့်ပြီးွားတော့မှအာဘယ် character ကိုကြိုက်လဲဘယ်ဇက်ကွက်ကိုကြိုက်လဲဆိုတာရွေးပေးဆိုပြီးတော့ပြောတာပေါ့နော်အဘိုးကလည်းဒီအာ Viking series link လေးလမ်း share ပေးလိုက်တာပေါ့သူကအရင်ကြည့်ကြည့်ပြီးွားတော့မှအာဒီ season 6ခုလုံးကြည့်ပြီးသွားတော့မှ client ရောဒီ tattooist ကိုသဘောကျတယ်အာ flokey လိုကီကို main ပုံအနေနဲ့ထည့်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြတာပေါ့နော်အများစုကတော့ Ragnar ကိုကြိုက်ကြပြီးမယ်ဒီ Floki ကကြတော့အာအရှေ့ပိုင်းစီစဉ်နေမှာဆိုရင်သူက underdog လို့တော့ပြောလို့ရတယ်ပေါ့နော်တိတ်အရန်ရေးပါတဲ့ကဏ္ဍကတော့မပါနေဘူးဒါမဲ့တကယ်တမ်းပြောရရင်သူကမှတကယ် main character လို့ပြောလို့ရတယ်ပိုးဆုံးထိသူကအရေးပါတဲ့ character တယောက်အနေနဲ့ဆက်ပြီးတော့ပါနေခဲ့တယ် ပြီးတော့သူ့ရဲ့ဒီရဂနာပေါ်မှာသစ္စာရှိတဲ့ချက်ကိုလည်းသဘောကျတယ်အဲသူ့ရဲ့စိတ်ထားပေါ့နော်အဲတခါလေကြာတော့လဲရှုပ်ရှုပ်ရှုပ်လေးသူရှောက်လို့ချင်းလုံနေရပဲဒါပေမဲ့သူကဘာသာရေးသူ့ရဲ့ Viking ဒီဘာသာရေးကိုသူကအရင်ယုံကြည်တယ်တခါလေတော့နည်းနည်းအစွန်ရောက်တယ်ဒီခရစ်ယာန်တွေဆိုလို့ရှိရင်သူမုန်းတယ်အမကျေနပ်ဘူးပေါ့နော်ဒါပေမဲ့ဘလူးဘက်ပြဖြစ်သူတဖြည်းဖြည်းနဲ့သူ့ရဲ့ဒီဘာသာရေးလမ်းကြောင်းပေါ်မှာအသူကလိုက်ပြီးတော့တွေးခေါ်ရင်းနဲ့အသူ့ရဲ့အ လမ်းကြောင်းမှန်အောင်ရောက်သွားတယ်လို့ပဲပြောရမှာပေါ့เนาะ နောက်ပိုင်းမှာဆိုရင်သူကဆရာကြီးဖြစ်လာတာလေအားကြောင့်မို့လို့သူ့ကိုဒီ main ပုံအနေနဲ့ဆင်မယ်ဆိုပြီးတော့အရင်ဆုံးရွေးလိုက်တယ်ပြီးတော့ကျတော့ဒီ Viking franchise ထဲမှာ series 3ခုရှိတယ်အဲ့3ခုလုံးမှာပါတယ် Valhalla Calling Me ဆိုတဲ့ချင်းပေါ့နော်အဲ့တချင်းကိုလည်းသဘောကျတဲ့အတွက်ဒီဒီစကလုံးလေးကိုလည်းကြိုက်တယ် Valhalla ဆိုတာသူတို့ရဲ့နတ်ပြည်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုသဘောကျလို့ဒီ Valhalla Calling Me ဆိုတဲ့စာလေးကိုထည့်တယ်အာပြီးတော့ဒီဘာဟာလာတကားဝင်ပေါ့ကြီးပေါ့နော်အဲ့ဒါကြီးလည်းထည့်လိုက်တယ်အဲပြီးရဲ့နောက်မှာတော့ဒီအာ အောက်ပိုင်းအောက်ပိုင်းမှာအသေးလေးတစ်ခုထပ်ဆက်ဖို့ရှိရယ် story line ပေါ့နော်အဲ့ဒါကိုကြာတော့ဒီ movie scene เนี่ยအရေးပါတဲ့ကဏ္ဍတစ်ခုရွေးမယ်ဆိုတော့ကြာတော့ဒီ black eagle scene ပေါ့နော် black eagle ဆိုတာသူရဲ့ punishment တစ်ခုခွင်းလွန်းလွန်းမရတဲ့ပြင်းမှုကိုကျွန်းလွန်ထားတဲ့သူကိုပေးတယ်အရန်ပြင်းထန်တဲ့ punishment တစ်ခုပေါ့နော်လူခန္ဓာကိုယ်ကြီးကိုဒီ eagle လိုမျိုးဖြစ်အောင်ခွဲချပြီးတော့အသားတွေပါ ဖြန့်ချလိုက်တဲ့စီးပေါ့နော်ရက်တော့ရက်ဆက်တယ်ဒါပေမဲ့သူတို့ရဲ့ထုံးတမ်းတွေဓလေ့တွေစိတ်ခံစားချက်တွေ ယုံကြည်ချက်တွေအဲ့အရာတွေကိုမြင်ရတယ်ပေါ့နော်ဒီ punishment ကိုလုပ်တဲ့သူကအပြစ်သားဖြစ်ပေမဲ့သူကဒီ punishment ခံနေတဲ့အချိန်မှာလုံးဝတောင်းခံနိုင်ပေါ့နော်မအော်မညီးပဲနဲ့လုံးဝတောင်းခံနိုင်တယ်ဆိုလို့ရှိရင်သူ့မှာလည်းဘာဟာလောက်ရောက်ဖို့ချမ်းရှိရယ်ဆိုတော့သူတို့ရဲ့ယုံကြည်ချက်ပေါ့နော်အဲ့မှာ viking တွေရဲ့တတ်တည်ကိုမြင်ရတယ်အော်သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေ ခံယူချက်တွေ tradition တွေအကုန်လုံးမြင်ရတော့ဒီစင်းကအရေးပါတဲ့စင်းတစ်ခုလို့ပြောလို့ရတယ်အဲကြောင့်မို့လို့ဒီစင်းလေးကိုရွေးလိုက်တယ်။အော်ပြီးတော့ကြတော့ဒီဇီးကွက်နဲ့ပြန်ချိတ်တဲ့နေရာကြတော့ Viking symbol တစ်ခုထည့်လိုက်တယ်။ Viking နေမှာ symbol ရူးနေရအများကြီးပဲ။ဒီ Viking နေကစစ်တိုက်ထွက်တဲ့အချိန်မှာ warrior တွေကသူတို့ကိုမှ protection နေကံကောင်းမှုတွေခွန်အားတိုးမှုတွေအဲ့လိုမျိုးသူတို့ရဲ့ယုံကြည်မှုနဲ့တက်တွေထိုးကြတယ်ပေါ့နော်။အဲတိတ်တိတ်တင်တဲ့သဘောမျိုးပေါ့နော်။အဲ့တော့ rune တိတ်တိတ်လေးတော့မဟုတ်ဘူး။အခုပုံရွေးလိုက်တဲ့ symbol ကို ို Vag Visa လို့ခေါ်တယ်။သူကအာလမ်းကြောင်းတန်ပြပေးတဲ့သဘောမျိုးပေါ့။ဒီစင်ဘာထိုးထားတဲ့ Warrior တယောက်ကခရီးထွက်တဲ့ခါကြလို့ရှိရင်ဘလောက်ပဲလမ်းပြောင်းနေနေသူကလမ်းမှောင်ရောက်နိုင်တယ်တွေ့နိုင်တယ် เนาะဘာလို့ဆိုတော့ဒီ Viking နေရာသူတို့မသိတဲ့နေရာတွေကိုရွံ့လွှဲပြီးတော့သွားကြတာလေအဲ့တော့လမ်းမတက်တယ်လမ်းပြောက်တက်တယ်ဥတီရမယ်ပင်လယ်ထဲမှာလည်းလွင့်နေတက်တယ်ဒါပေမဲ့ဒီဇင်ဘာရှိလို့ရှိရင်လမ်းမှန်ကိုဘယ်တော့ပဲလမ်းမှန်မှာလမ်းမှန်ကိုရောက်မယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ကြတော့တကယ်တမ်းပြောရရင်ဖလိုကီနဲ့လည်းပြန်ချိတ်ဆက်လို့ရတယ်ဖလိုကီကသူ့ရဲ့ဒီဘွားတောက်လျှောက်မှာဒီသူ့ယုံကြည်ယုံကြည်ကိုကိုယ်ရအောင်လမ်းချောင်းပေါ်မှာသူဘလို့လျှောက်သွားခဲ့တယ်နောက်ဆုံးမှာ သူဘယ်လိုမျိုး inner peace ရသွားတယ်ဆိုတာတွေကိုမြင်ရတဲ့အတွက်ဒီစင်မယ်လေးကိုထည့်လိုက်တယ် ဒီ Viking series နဲ့ပတ်သက်ပြီးတော့ပိုအရှိမှလည်း video တစ်ပုတ်လုပ်ပေးဘူးရဲ့အညွှန်းအနေနဲ့ပေါ့နော်ကြည့်ကိုကြည့်တဲ့နေဆိုပြီးတော့အာနောက်ပြီးတော့ဒီသူတို့ရဲ့ထုံထုံနှမ်းနေ delay တွေအာပြောလို့ရှိရင်ဒီအဖြစ်မှန်တကယ်အပြင် Viking နေကြောင်းလည်းပြောပြ video တွေလုပ်ပြီးတော့ပြောပြပေးဖို့လည်းရှိရဲ့နောက်ပိုင်းမှာပြောပြပေးသွားအောင်မယ်နော်အခုဒီ tattoo result ကိုတော့သိချင်တယ်ဆိုလို့ရှိရင်ပိုရဲ့ honest tattoo studio လို့အာ page Facebook မှာရော TikTok မှာရောတက်ကြည့်လို့ရပါတယ်အာတင်ပြထားမယ်နော် honest tattoo studio ဆိုပြီးတော့ရှာရိုက်ရှာလို့လည်းရတယ်အ link ကိုလည်းဒီ comment မှာပေးပေးထားမယ်နော် Poro Studio မှာပုံတပုံလာအပ်ပြီဆိုလို့ရှင်ဒီကတော့ unique ဖြစ်စေခြင်းနဲ့ဘယ်သူမှမရှိသေးတဲ့ design တစ်ခု ကို့အတွက်တည်တံ့ဖန်တီးထားတဲ့ဒီဇိုင်းတစ်ခုကိုပဲကို့အသားပေါ်မှာတင်စီခြင်းနဲ့ပေါ့နော်။အဲအကြောင်းမို့လို့လာတိုင်းမင်းတဲ့သူတွေကိုအမြဲတမ်းအကြံလေးတွေပေးတတ်တယ်။တချို့ကတော့ဒီပုံမှန်ထိုးခြင်းနဲ့ဒီညမှာဒီပုံမှန်ထိုးခြင်းနဲ့ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့လာတဲ့လူတွေရှိလို့ရှိရင်တော့လည်းထိုးပေးလိုက်တာပေါ့နော်။အဲဒါပေမဲ့ဒါတော့မှသူတို့ရွေးချယ်တိုင်းနေရာတွေအဆင်မပြေဘူးထင်လို့ရှိရင်အကိုက suggest လောက်လုပ်ပေးတယ်ပေါ့နော်။အဲ့လိုမှမဟုတ်ဘူး။အာစတူဒီယိုလာတယ်တတူးစ်နဲ့တိုင်မင်နဲ့ကောင်းမထင်တာလေးကိုစီစဉ်ပေးပါဆိုပြီးတော့လာအပ်တယ်ဆိုလို့ရှိရင်တော့ customize personalize ပုံလေးတွေ design လေးတွေကိုဖန်တီးပေးနေပါတယ်အားကြောင့်မို့လို့ပုံနေလာတိုင်းမြင်နေတယ်ဆိုလို့ရှိရင်လည်းအဘိုးရရဲ့ဒီ honest tattoo studio ကိုကြွလန်းခဲ့ပါဦးကိုရဲ့ phone 0979388670ကိုတရက်လောက်တော့ဖုန်းကြိုဆက်ပေးပါနော်အဲလိမ့်စာတော့ဘိုးတို့ကဒီသင်္ကန်းကျွန်းရန်ကုန်သင်္ကန်းကျွန်းမြို့နယ်အသွားစစ်တက္ကသိုလ်နားပေါ့နော်အမှတ်290တန်သူမှလမ်းမပေါ်မှာရှိပါတယ်။အားခဲ့ကြပါအောင်လို့အဲဘိုး channel က viewer တွေကိုလည်းအပြင်မှာတွေ့ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်